ဗမ်းမြိုင်လယ်မှဥယျာဉ်မှုအဲအဲဇလန်းကိုတော့ကျွန်တော်ရင်ခုန်နေပါတော့ရင်ခုန်နေဆိုတာဒီအကယ်ဒမီရမဲ့လူတွေအတွက်ရင်ခုန်တာပါကျွန်တော်တို့ကတော့ရင်ခုန်တာမရှိဘူးကျွန်တော်အဲ့ထဲမှာဒါဇဝင်တီဖန်တီးရတယ်ပေါ့နော်ဗမ်းမြိုင်လယ်မှဥယျာဉ်မှုကိုအာအဲ့ထဲကတယောက်ယောက်ကိုတော့ကျွန်တော်ရသေးချင်ပါတယ်ဗျအဲကိုဝင်းလင်းထက်ကတော့သူရိုက်လိုက်တိုင်းကတော့ဘယ်လိုပြောမလဲအဲကျွန်တော်တို့တော့မိုက်တယ်ပေါ့နော်မိုက်တယ်အာဒီနှစ်မှာသူကလည်းများတယ်သူကလည်းများတယ်ဆိုတော့အဲရင်ခုန်ပါတယ်ရင်မခုန်လည်းမရဘူးလေဘာဖြစ်လို့ဆိုတော့ 哦ဟိုသူနဲ့ပဲလှုပ်လှုပ်နေအောင်နောက်ပြီးတော့သူကအကယ်ဒမီရရင် ကျွန်တော်တို့ဒါတဝိုင်းပြုစုပေးဦးမလားကျူရတကားခေါ်တာအဲ့တော့အဲ့တော့ဒါကိုတက်အကယ်ဒမီရပါစေလို့ကျွန်တော်ဆုတောင်းပေးပါပြီဗျာတဝိုင်းတော့မရတော့သူဒီဒီနဲ့အကယ်ဒမီရရင်၄၄စုဖြစ်သွားပြီပေါ့နော်၄စုဖြစ်သွားပြီဆိုတော့အာအဲ၄ချက်ကုန်းဖြစ်သွားအောင်၄ချက်ကုန်းဖြစ်သွားရင်ဆိုတော့အာတကူတော့တကူတော့လုပ်ပေးရမှာပေါ့ ျွန်တော်ဇက်ဝင်တေးကတော့3လလောက်မှာကျွန်တော်မမိတာကကြတော့ကျွန်တော်ဒီအတူအတူဆိုတဲ့ဇက်ကပေါ့နော်ကိုမြင့်မြတ်ရယ်ပုံမမိတာရယ်ပေါ့နော်အဲ့ဒါတို့တို့ဆောင်တာလေအတူးဆိုတဲ့အဲစကားရုပ်ရုပ်ရှင်စကားကြီးမှာပေါ့ကျွန်တော်ဇောင်းဝင်လေးနေနဲ့ပါဝင်ထားတာရှိတယ်။နောက်ပြီးတော့ဒီပန်းမြိုင်လေမှဥယင်မှုအဲဥယင်မှုမှာလည်းအဲ့ဒီအဲ့ဒီစကားရုပ်ရှင်စကားကြီးမှာလည်းကျွန်တော်ဇောင်းဝင်တင်းနေနဲ့ကိုတိုင်းအဲပါဝင်တီးဆိုးရတယ်ဆိုလဲဆိုရတယ်ကျွန်တော်တီးလဲတီးရတယ်ရေးလဲရေးတယ်ပေါ့ ဗန်းမြိုင်လယ်မှဥယျာဉ်မှုအဲအဲဇလန်းကိုတော့ကျွန်တော်ရင်ခုန်နေပါတော့ရင်ခုန်နေဆိုတာဒီအကယ်ဒမီရမဲ့လူတွေအတွက်ရင်ခုန်တာပါကျွန်တော်တို့ကတော့ရင်ခုန်တာမရှိဘူးဒါပေမဲ့ကျွန်တော်တို့ခုရင်ခုန်တာကကြတော့ကျွန်တော်အဲ့ထဲမှာဒါဇဝင်တီဖန်တီးရရပေါ့နော်အဲ့ဒါလည်းထုံးစံတိုင်းပဲမြန်မာကလပ်စစ်အမ် jazz ပေါ့နော် jazz အမ်မြန်မာ jazz ပေါ့အဲ့လိုပုံစံမျိုးဒါအဝင်တို့ခေတုံးအောင်လို့ပုံစံမျိုးသူကလည်းဇလန်းလည်းအဲ့လို1980 80လောက်ကိုအခြေခံပြီးရိုက်ထားတာဒါဆရာကြီးလေတင်သားဦးစောချစ်ရဲ့ အဲဝိထုပေါ့သူသူ့ရဲ့ဝိထုကိုရိုက်တာဆိုတော့ចောင်းဆရာအကြောင်းចောင်းဆရာတရားရဲ့မြေတာအာဒီတပည့်ပေါ်ထားတဲ့နာသုံးနာပေါ့အဲ့ဒီအကြောင်းလေးရိုက်ထားတာတချင်းရရတယ်ဆိုတော့ secret တော့တောက်လျှောက်ဖတ်ပြီးပါ යි အဲဘယ်လိုခေါ်မလဲထီတော့ထီတယ်ထီတော့ထီဒါပေမဲ့ကျွန်တော်မကြည့်သေးဘူးခါတိုင်းဆိုကျွန်တော်အဲ့လိုဟို edit လောက်တာတွေတဲဖြတ်တာတွေတော်တော်ကြည့်လို့ရှင်ဒါဇလန်အသိနေရောသိနေတော့ကျွန်တော်ကျွန်တော်အနေနဲ့ဘယ်လိုခေါ်မလဲအဲဒီတစ်ခါဒီကားကြရင်တော့ကျွန်တော်ယုံကြည်မှာပဲလောက် ံစားမယ်ပေါ့နော်အာကျွန်တော်ရေးရတဲ့အချင်းလေးလည်းပါတယ်နောက်ပြီးတော့ဇန်ညုံတို့ဒီဝိထုတို့ဖတ်လိုက်တဲ့ကဒီပုံဖော်လိုက်လို့ရှိရင်ဘယ်လိုဖြစ်မလဲဆိုတာဟာလေးကိုရင်ခုန်ကျင်တာပေါ့နော်ဒီပိတ်ကားကြီးမှမှကျွန်တော်ရင်ခုန်ကျင်တာအဲ့တော့အဲ့ကောင်လုံးဝကျွန်တော်ဒီမထွက်မချင်းမကြည့်သေးဘူးပေါ့နော်အဲတဲဖြတ်တာတော့သူအတိတ်လောက်တာကာလာချင်းနာပေါ့တော့မကြည့်သေးဘူးတချင်းနေမှာထည့်တာမကြည့်သေးဘူးမကြည့်သေးပဲနဲ့ကျွန်တော်ယုံကြည်မှမှသွားပြီးတော့ကြည့်မယ်လို့ကျွန်တော်ဆုံးဖြတ်ထားတယ်အဲ့ထဲမှာကျွန်တော်အာဇဝင်တိတပုတ်ပါဝင်ထားပါတယ်အဲ့ဒါလည်းကျွန်တော်ကိုယ်တိုင်ရေးထားတယ် တီးတာကတော့ကျွန်တော်ရဲ့ဂီတမျိုးသားဟန်တူးစင်အဲကျွန်တော်နဲ့သူနဲ့နှစ်ယောက်ပေါင်းပြီးတော့တီးတာတယ်ဆိုတာလည်းကျွန်တော်ပဲဆိုတာပါဗျာကျွန်တော်လည်းတခါအောင်မဆိုဘူးမဆိုဘူးထုံးစံအတိုင်းပေါ့ကျွန်တော်တခြားလုံး ready ဆိုတယ် ready ဆိုတယ်အဲ melody ဆိုတာမှ pop တွေတချို့အဲ့လိုမျိုးဟို deck ဖြစ်တဲ့ vibe တွေပါဆိုတယ်အဲ့လိုလောက်ပဲဒါပေမဲ့ဒီဒီအဲ့လိုမျိုးမြန်မာ classic jazz ပုံစံမျိုးပေါ့နော်အဲ့လို vibe မျိုးじゃတော့အဲကျွန်တော် စဉ်းစားနော်အဆင်ပြေပါမလားပေါ့အဲကျွန်တော်အကြမ်းလေးဆိုကြည့်လိုက်တယ်အကြမ်းလေးဆိုကြည့်လိုက်ပြီးတော့အာကိုထက်ကိုပြကြည့်လိုက်တယ်အဲကိုထက်ကနေပြီးတော့အဆင်ပြေတယ်တဲ့မင်းအတန်နဲ့ဆိုလို့ရပါပဲတဲ့ဘာဖြစ်လဲတဲ့ဆိုပေါ့မဟုတ်လို့ကျွန်တော်အာကြောက်တယ်လို့တာဝန်ကြီးလို့တာဝန်ရမ်းကြည့်ရအောင်ဟိုဘာဖြစ်လို့ဆိုတော့ဒီဒီအရီကပြောရမယ်ဆိုရင်ကျွန်တော်အတီးပိုင်းနဲ့အရေးပိုင်းတော့အာကျွန်တော်စိတ်တန်းကြရတယ်အဲအဆိုပိုင်းကကြတော့တခါမှမဆိုဘူးတော့ကျွန်တော်နေနဲ့လန့်တာမဟုတ်လန့်တော့အာကိုတက်ကကျွန်တော်ပြောပါတယ်အာမင်းတန်နဲ့ဆိုပို့လိုက်တယ်တဲ့ ဒီသူသူရိုက်ထားတဲ့ဟာနဲ့ကျွန်တော်တချင်အကြမ်းနဲ့ကိုထက်ကြည့်လိုက်တဲ့အခါကျတော့ဟိုတခြား option တွေရှောက်စဉ်းစားမနေတော့ဘူးလက်မင်းကိုယ့်ကိုပဲအကောင်းဆုံးဖြစ်အောင်ဆိုးလိုက်တော့ဆိုအဲ့မှာစပြီးတော့အဲကျွန်တော်ဆိုဖို့အတွက်ကြင်တယ်ပေါ့နော်ဆိုဖို့အတွက်ကြင်ပြီးတော့အဲကျွန်တော်တက်ဆွမ်းတော့တက်ဆွမ်းတော့ပေါ့နော်အကောင်းဆုံးဖြစ်အောင်လို့တည်ဆူရပါတယ်အလိုက်ဖတ်ဆုံးဖြစ်အောင်အဲကျွန်တော်တီးရတာနဲ့ရေးရတာနဲ့အလိုက်ဖတ်ဆုံးဖြစ်အောင် အဆိုးလဲကျွန်တော်ကျွန်တော်ကိုယ်တိုင်ပဲဆိုတာပါလေဗျာဟုတ်ဟာကြာလိုက်ကြာလိုက်လို့တိုက်ပုံနဲ့ညမှန်နဲ့ဘူကေနဲ့အဲ့လိုဖြစ်သွားတော့ပြောင်းသွားတော့အဲ့အဲ့လိုပဲသွားမှာပေါ့နော်အเจ้าဆရာပုံစံဆိုတော့အဲ့ညမှန်လေးနဲ့ရောအဲအာဒီနှစ်ကရေခုံနဲ့ဆိုတာကဘယ်လိုပြောရမလဲအမ်အများကြီးပါပဲအများကြီးပါဒီနှစ်ကားကောင်းနေတော်များတယ်တော်များတယ်နောက်ပြီးတော့ ဟိုရုပ်ရှင်ကားတွေကလည်းဒီနှစ်မှာတော်တော်များများထွက်ကြတာထွက်ကြတာဆိုတော့ဒီနှစ်မှာတော်တော်များတွေရွေးချယ်เสียရတယ်တော်တော်များတယ်ဆိုတော့ကျွန်တော်အနေနဲ့ရင်ခုန်တာကတော့ကားတွေကတော့10ကားလောက်တော့ရှိမယ်အများကြီးပဲဗောနော်အများကြီးပဲ10ကားလောက်တော့ရှိမယ်10ကားတော့ရှိမယ်ဒါပေမဲ့ကျွန်တော်ပါတဲ့ကားတွေပိုရင်ခုန်တာပေါ့ကျွန်တော်ပါတဲ့ကားတော့တိရစ္ဆာန်တဲ့ကားမဟုတ်ဘူးဗောနော်ကျွန်တော်ဇက်ဝင်တေးပါတဲ့ကားတွေပေါ့ဒါဇက်ဝင်တေးရတော့အကယ်ဒမီမရဘူးဒါပေမဲ့အဲ့လိုမျိုးကိုဒီပါဝင်လာတဲ့ကားမှာ အာတေးဥဆောင်ပဲဖြစ်စေဒရိုက်တာပဲဖြစ်စေ DOP ပဲဖြစ်စေအဲ့လို edit ပဲဖြစ်စေ producer ပဲဖြစ်စေအေးဇညုံပဲဖြစ်စေအမလို့တယောက်ရပါလို့ရှိရင်အဲ PD ဖြစ်တယ်ပေါ့ဝမ်းတာရယ်ပေါ့နော်အဲအဓိကတော့ဒီကျွန်တော်ပန်းမြန်လေမဥယျာဉ်မှုကိုအာအဲ့ထဲကတယောက်ရောက်ကိုတော့ကျွန်တော်ရသေးချင်ပါတယ်ဗျအဲကိုဝင်းလင်းထက်ကတော့သူရိုက်လိုက်တိုင်းကတော့ဘယ်လိုပြောမလဲအဲကျွန်တော်တွေ့တော့အာမိုက်တယ်ပေါ့နော်မိုက်တယ်သူ့ရဲ့လက်ရာအဲ့လိုသူ့ရဲ့ဘယ်လိုပြောမလဲသူက ဒီ obia နေလာတာဆိုတော့လေအဲ့လိုသူ့ရဲ့ဓာတ်ပုံအယူဆတွေပေါ့နော်ဓာတ်ပုံပညာအယူဆတွေရှူကင်းနေနောက်ပြီးတော့ဒီကင်မရာအယူဆတွေအရမ်းမိုက်တယ်အဲသူရိုက်ချက်တွေအရမ်းမိုက်တယ်အဲဘယ်လိုပြောမလဲဒီဒီပေါ့ romantic drama အဲ့လို classic ဆန်တဲ့ vibe တွေအဲရိုက်တာအရမ်းမိုက်တယ်ဆိုတော့ဒီဒီပန်းမြန်လယ်မှာဥယျာဉ်မှုကလည်းသူ့ရဲ့လက်ရာဟိုကျွန်တော်အဲ့အကောင်းဆုံးဖြစ်မယ်လို့ကျွန်တော်မျှော်လင့်နေကျွန်တော်မကြည့်သေးဘူးဆိုတာလည်းအဲ့ဒါလည်းပါတယ်ကိုတက်လက်ရအောင်ကျွန်တော်မျှော်လင့်နေတယ်ကျွန်တော်ဝိတု ဖတ်ပြီးတော့အာကိုထက်ပုံဖော်လိုက်ရင်ဘလို့ဘလို့ဖြစ်မလဲဆိုတာလေးကိုကျွန်တော်ယုံမှာလုံးဝခံစားခြင်းနဲ့ပေါ့နော်ခံစားခြင်းနဲ့အတွက်ကျွန်တော်ယုံတင် တော့ကျွန်တော်လုံးဝသွားကြည့်မှာပေါ့နော်အဲ့ကောင်သူကာကာဒီနှစ်မှာသူကာလည်းများတယ်သူကာလည်းများတယ်ဆိုတော့အဲရင်ခုန်ပါတယ်ရင်မခုန်လည်းမရဘူးလေဘာဖြစ်လို့ဆိုတော့ဟိုသူနဲ့ပဲလုံးလုံးနေအောင်နောက်ပြီးတော့သူကအကယ်ဒမီရရင်ကျွန်တော်တို့ဒါတဝိုင်းပြုစုပေးဦးပါကျူးရတကားခေါ်တာအဲ့တော့ အဲ့တော့ဒါကိုထက် Academy ရပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျာစစပြီးလုတ်ဖြစ်တာတော့ကြော်ညာပေါ့ကြော်ညာတွေကြော်ညာတွေသူနဲ့ကျွန်တော်ကြော်ညာတွေတောက်လျှောက်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 လုတ်တယ်တောက်လျှောက်လုတ်တယ်ပြီးတော့အမ်ဟိုပါပေါ့ music video music video ကျွန်တော် vibe ဘူးတွေပါရိုက်တယ်ပေါ့နော်အဓိကကတော့ကြော်ညာကနေစတာပေါ့ကြော်ညာကနေစတယ်ပြီးတော့မှ CD တွေသွားတယ်စီးရီအကိုရဲရိုက်တဲ့စီးရီကျွန်တော်ဇဝင်တေးဘာညာပေါ့နော်ရေးဆိုတီး အဲနောက်ပြီးတော့အခုရုပ်ရှင်ကားကြီးတွေပေါ့နော်ကံကောင်းကစားလိုက်တဲ့ရုပ်ရှင်ကားကြီးပေါ့ကျွန်တော်နောက်ပိုင်းကိုထက်ရိုက်တဲ့မြတ် ရုပ်ရှင်ကားကြီးတဲ့မှာကျွန်တော်အဇဝင်ဒီတပုတ်လောက်တော့အနည်းဆုံးအာကိုထက်ကကျွန်တော်ဟိုဟိုကန်းနှန်းနေပေါ့နော်အဲအဲအဲ့ဒါလေးတွေချစ်ဖို့ကောင်းပါတယ်အကိုကြီးဟုတ်တဝိုင်းတော့မရတော့သူဒီဒီနဲ့အကယ်ဒမီရရင်လေးလေးစုဖြစ်သွားပြီပေါ့နော်လေးစုဖြစ်သွားပြီဆိုတော့အာလေးတက်ကုန်ဖြစ်သွားအောင်လေးတက်ကုန်ဖြစ်သွားအောင်လေးတက်ကုန်ဖြစ်သွားရင်ဆိုတော့အာတကူတော့ တခုတော့လုတ်ပေးရမှာပေါ့အာတခြင်းကတော့ဘယ်လိုပြောရမလဲကျွန်တော်ကိုစွဲညံစွဲရှိသလောက်တော့ဒါဟိုဘက်ခေကတခြင်းပေါ့နော်တခြင်း style မျိုးကျွန်တော်ဒီဘက်ခေကလူတယောက်အနေနဲ့အဲအကောင်းဆုံးစူးစမ်းပြီးတော့ဖန်တီးထားပါတယ်အဲ့မှာအာတကယ်လို့အားနေချက်တွေဒါမပြေဆုံးခဲ့တာရှိရင်လည်းခွန်းလို့နားလဲပြီးပါပေါ့เนาะအဲရုပ်နဲ့တွဲပြီးတော့သရှင်လေးကိုလည်းခံစားကြည့်ကြပါလို့ပြောချင်ပါတယ်ဒီအလိုက်ဖတ်ဆုံးဖြစ်အောင်လို့ကျွန်တော် 調査ပြီးတော့အကောင်းဆုံးဖန်တီးတာပါတယ်ဒီတခြင်းကကြတော့ကျွန်တော်ရေးတယ်ကျွန်တော်ဆိုတယ်အဲတီးတာကတော့ကျွန်တော်ရဲ့ဂီတမျိုးသားဟန်တူးစင်ဆိုတဲ့ညီလေးရဲ့သူလည်းဒါဟိုတက်သစ္စာပေါ့လက်စွမ်းအရန်ထက်တယ်မြန်မာတန်းစင်မှာလက်စွမ်းအရန်ထက်တယ်မြန်မာပြည်ကြောက်စင်းရဲ့ဒါပါအဲသူကနောက်ပြီးတော့အာဒီတခြားအလိုပါဝင်တဲ့သူဆိုင်ဝိုင်းကလူတွေနောက်ပြီးတော့ ကျွန်တော်တို့ဒီမစ်ဆင်မာစတာသမားတွေဟာမိုနီသမားတွေအဲ့လိုမျိုးလေးတွေပေါ့နော်အဲအားလေးအကုန်လုံးပေါင်းပြီးတော့ကျွန်တော်ဖန်တီးရတဲ့တခြင်းလေးပါအာအဲ့တော့ဒါအကောင်းဆုံးဖြစ်မယ်လို့လည်းမျှော်လင့်ပါတယ်ဗျဟုတ်